မကွေးတိုင်းမခုတ်ကူမြို့နယ်မှာပြည်သူတွေကိုတပ်ဖြတ်ပို့လာတဲ့စစ်အုပ်စုရဲ့စက်တက်လေဒီတစီဟာ AB 22ရဲ့ညနေပိုင်းမှာပြတ်ကျခဲ့ရကြောင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပခုတ်ကူတော်လိုင်းရဲ့တပ်ပခုတ်ကူ Fever Different 4 PPDF ကသတင်းထုတ်ပြန်ပါတယ်ပခုတ်ကူမျိုးစိုးစုရဲ့တမတရားတက်ကနေတက်လာတဲ့စက်တက်လီဒီ30အနက်တစီဟာစက်ချိုရွင်လို့ AB 22ရဲ့ညနေ9နာရီခန့်မှာပခုတ်ကူမျိုးမြောက်ဘက်6ကံကျေးရွာအနီးအရေးပေါ်ဆင်းသက်ခဲ့ရတာပါ အဲ့ဒီစက်တက်လေဒီကိုမောင်းနှင်လာတဲ့ဆိုးစုကတော့မသေးပဲထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီစက်တက်လေဒီပြက်ကျတဲ့နေရာကိုတော်လိုင်းရဲ့တပ်တွေတားရောက်ချိန်မှာတော့ဆိုးစုကစကြောင်းထိုးလာကြအောင်စက်တက်လေဒီကိုမယူဆောင်နိုင်ပဲမီးရှို့ထားခဲ့ရတယ်လို့ပခုတ်ကူပြည်ပ different four ကတာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။ဆက်ချူရင်းပြီးပြက်ကျတာပြက်ကျတာကမှဟိုကျွန်တော်တို့ကလူတူတွေပါဖမ်းပြီးတော့ဒီစက်လေးပါကိုသိမ်းဖို့အတွက်ဒီကျွန်တော်တို့ကသွားတာပဲဗျာ။ဟိုသွားတဲ့အချိန်မှာအဲ့ညင်နေတာသူတို့နေနေရှင်းနေတာ။ ီမျိုးနဲ့အရန်ကတ်တဲ့နေနေနေအောင်ဖြစ်နေအဲ့နေရာကိုကြောက်ကြတော့ဟိုကျွန်တော်လည်းရောက်လဲရောက်ဟိုသူတို့စီကြောင်တခါရဲ့ဒေါက်ချောက်တန်းထွက်လာတာကျွန်တော်တို့ကကျွန်တော်တို့ကဒီပစ္စည်းကိုလည်းမသိနိုင်ဘူးပေါ့ဟိုလူတွေကလည်းဒီကောင်တွေကဟိုတခါရဲ့ထွက်ပြေးသွားတာအဲ့ဒီမှာကျွန်တော်တို့ကမလုံနိုင်ဘူးဒါပေမဲ့ဟိုပါရာမီတာလည်းမီးရှို့ပြီးတော့ပြန်လာခဲ့ရတာပေါ့